ီပြည်သူတွေနဲ့အတူမြေပြင်မှာနေပြီးတော့ဒီတိုက်ပွဲဝင်နေကြတယ်။အဲ့ဒီအခြေအနေကနေပြီးတော့အခြားသူတွေအတွက်တော့အခွင့်အရေးတွေဖြစ်ခဲ့ကြပြီမယ်လို့ဒါတွေကိုသိပေမယ်လို့ဟိုလွယ်လွယ်မဲ့ပြကြတယ်။ဒီတန်ဖိုးတွေကိုမထီမဲ့မြင်ပြကြတဲ့စကားတွေကြုံလာရတယ်။အဲ့ဒါပြည်သူလူထုတချို့ထံကလည်းကြားရတယ်လို့ကျွန်တော်တို့ရဲ့တပ်အချင်းချင်းစီကနေလည်းကြားရတာရှိတယ်။ဟုတ်နော်အဲ့ဒါကျွန်တော်တို့တက်မှာမဟုတ်ပါဘူးအညာမာတွေလိုမျိုးဟိုအားနေတဲ့သူတွေအပေါ်မှာအဲ့ဒီရိုက်ခတ်နေတဲ့စကားတက်ပုံမကြဘူးစစ်ပုံမကြဘူးဆိုတဲ့စကားတွေပေါ့နော်ဒါကတော့ဟို ဖြစ်ပုံကြတယ်တက်ပုံကြတယ်ဆိုတဲ့နေရာမှာလက်နက်ကိုင်ပြီးတိုက်နေရတဲ့အဖွဲ့အစည်းတွေအတွက်အဓိကလိုအပ်ချက်ဖြစ်အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒါပြပြဝါဝါလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအားနည်းချက်ကိုအရန်ကြီးနင်းပြောနေတဲ့ကိစ္စမှာတော့ဒီအညာကတော့မရှိရှိတာနဲ့ဖြစ်တယ်လို့အသက်ပေးပြီးတော့ပြည်သူလူထုအတွက်ဘဝနေစည်းကဲကြတဲ့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေအပေါ်မှာနည်းနည်းဟိုမချီမဲ့မြင်ပြုတယ်စော်ကားတဲ့အနေအထားတွေဒီတောင်မှာတက်ရောက်လာကြုံရရအခုကျွန်တော်တို့ဟိုရဲဘော်တွေဒီမြေပြင်မှာဆိုရင်တို့ကိုယ်တိုင်ကြံတော့လာရရှိတယ် ကျွန်တော်တို့ရဲ့စူးစမ်းအထောက်အမှုတွေကဟိုဘာမှတန်ဖိုးမရှိလို့လားပေါ့နော်ကျွန်တော်တို့အညာသားတွေရဲ့ဖိဆက်မှုတွေကဘာမှကိုပဲအာသူတို့တော့အမှတ်ပြဖြစ်စရာမရှိလို့လားပေါ့နော်တချို့သူတွေကပြောကြတယ်အတက်ပေါ်မကြဘူးဆိုတဲ့ကိစ္စတွေပေါ့နော်အဲဒီသူတို့ကပြောတာကတော့တပိုင်းထားပါတော့တချို့တပ်ဖွဲ့ဝင်တွေကအဲ့လိုမျိုးဟိုဒီကျွန်တော်ဘီအနာရီမှာမဟုတ်ပါဘူးအခြားလူတွေအဖွဲ့လေးတွေပေါ်မှာလည်းဒီတက်ပုံမကြဘူးဆိုတဲ့ကိစ္စတွေအပေါ်မှာမိမိကိုကိုကိုယူဝင်ချောပြီးတော့အခြားအပေါ်မှာဒါမတိမဲ့မြင်နဲ့ပြောဆိုကြတာတွေကြားနေရတာတွေရှိတယ်။ဘာပဲဖြစ်ဖြစ် ရားတွေကလိုအပ်တယ်ဆိုတာလက်ခံပါတယ်။ဒါပေမဲ့လို့ဒီအညာမှာခက်ခက်ခဲခဲနဲ့တိောက်ထားတဲ့တပ်ဖွဲ့တွေအပေါ်မှာနော်ဟိုထိုက်တဲ့နဲ့လေးစားမှုပေးလို့မရဘူးလား။မိမိတို့ကိုယ်တိုင်ရောဒီခွန်ရေးတွေဒီလိုအခြေအနေတွေတိောက်ဖို့ဘယ်သူတွေကြောင့်ရလဲဆိုတာလေးနည်းနည်းတော့ပြန်စမ်းသပ်ပေးကြစီစဉ်နေပေါ့နော်။ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ကဆက်ဆက်မိလို့စကားအရာပြောခြင်းဖြစ်တယ်။ကိုယ့်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိောက်ရမယ်ဆိုတဲ့အပိုင်းကိုလည်းအဲကျွန်တော်တို့ဒါပြန်ပြီးတော့လေးလေးနက်နက်စဉ်းစားလာတယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့2021ကနေပြီးတော့ ်တန်းတို့ခွန်ရေးနောက်ပြီးတော့ကျွန်တော်တို့အားလုံးပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီပေါင်းစပ်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုချိန်ကူရင်ခဲ့တာဒါပေမဲ့ဒီကနေ့အချိန်ဒီအရာအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကြကိုဒေတာဘုလုံးမြောက်ဖို့ကိုကြမှာကိုဖန်တီးဖို့ပဲအားလုံးကဒါစ조사နေကြတဲ့အနေအထားရှိတယ် ဲဒီနေသားမှာယူသားတဲ့သူတွေရောမယူသားတဲ့သူတွေရောယူသားတဲ့ဖွဲ့စည်းတွေရောမယူသားတဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့အများကြီးကြုံခဲ့ရပြီအဲ့တော့ကျွန်တော်ခဏခဏဒီနောက်ပိုင်းမှာပြောလာရတယ်ကျွန်တော်တို့နိုင်ငံရေးလောဘတော့အရန်ကြီးရဲ့တော့ကျွန်တော်တို့ရှောက်ခဲ့ရတဲ့လမ်းမှာကျွန်တော်တို့အရန်လေးစားခဲ့ကြရတဲ့ပုံပုံတွေအရန်လေးစားခဲ့ကြရတဲ့အဖွဲ့စည်းတွေရဲ့နိုင်ငံရေးစေတနာတွေကိုလည်းကျွန်တော်တို့မြင်လာရတဲ့အခါမှာကျွန်တော်တို့အန်ဟောထိလန့်ခဲ့ရတာတွေလည်းရှိပါနော်ဟုတ်တကယ်ပါတကယ်ပါအဲ့တော့ဆိုတော့ကျွန်တော်တို့ကလက်ရှိလက်ရှိလူမှုအတွက်အကျိုးဖြစ်ထွန်းဖို့ရည်ရွယ်ပြီးတော့ အာကျွန်တော်တို့တောင်းပန်စဉ်းစားပြီးတော့အာဆောင်ရွက်နေတာလည်းရှိတယ်ဒါတွေကပုံတံပေါ်လာရင်တော့ကျွန်တော်တို့ပြည်သူတွေအဲဒီအသီးပွင့်ကိုခံစားရလိမ့်မယ်လို့တော့အာကျွန်တော်ပြောလင့်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2025မှာရခင်ကမြုံမှန်းခဲ့တဲ့နိုင်ငံရေးကြီးမှန်းချက်တွေမိမ့်မိန်သွားကြကြောင်းအဖွဲ့အစည်းတည်တည်ရဲ့နိုင်ငံရေးစေတနာကိုသိရှိလိုက်ရကြောင်း Federal Democracy ဆိုတာတော်လှန်ရေးအလုံးမှာရုပ်ချီးပေါ်ပေါက်လို့မဖြစ်နိုင်တော့ကြောင်း BNRA စစ်ဦးစီးချုပ်ဘုန်းကားမှာ ပြည်သူတို့ပြောပြလာတဲ့ရုပ်တံနဲ့အတူမဟာမိတ်များနဲ့နိုင်ငံရေးစီရင်ညှိနှိုင်းမှုအပါအဝင်မဟာပြူဟာနီလန်း6ခု UNG ဖော်ဆောင်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၏မဟာပြူဟာဥတီချက်6ချက်နံပါတ်7စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန် နံပါတ်1လက်နက်ကင်တပ်ဖွဲ့များအားလုံးဒီမိုကရေစီနီးကြရွေးကောက်တင်မြောက်ထားသည့်အရက်သားအစိုးရ၏စီမံအုပ်ချုပ်မှုအောက်၌အပြည့်အဝထားရှိရန်နံပါတ်32008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီးတိုင်ဖျက်သိမ်းရန်နှင့်ရင်းကိုပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှတိုက်ဖြတ်ရန် နံပါတ်၄တက်ဆိုင်သူများအားလုံးလက်ခံနိုင်သောဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကိုအခြေခံသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရန်နံပါတ်၅ထွက်ပေါ်လာသောဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အားတည်ဆောက်ရန်နံပါတ်၆ပဋိပက္ခအတွင်လိင်နှင့်ကြားမအပေါ်အခြေခံသောအကြမ်းဖက်မှုများအပါအဝင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနှင့် အတွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်လိုဖြစ်ပါသည် ဟောနေရာဒီဒီမှာရှိကြတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားအိုင်းသားညီကိုမောင်မောင်များအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ဆက်ပါတယ်အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပေးပြဝေးပွားပြီးတော့ဒီသားစုတွေအားလုံးအဆန်းအယားယံပေးခြင်းဆင်ပြေပါစေလို့လည်းဆုမွန်တောင်းတလိုက်ပါတယ်ဒါဒီကနေ့ကတော့ကျွန်တော်တို့ရဲ့ချစ်တဲ့ဥစွာမမိသားစုဝင်နေတဲ့ပြန်ဆောင်ဖို့အကြောင်းလေးဖန်လာတယ်လို့ပြောရမှာပါအဲ့တော့ဒီကျွန်တော်တို့ရဲ့ ဒီပမာမျိုးသားဒေါ်လာရေးတက်မလို့ BNI အဲ့တော့ဘဏ္ဍာငွေရှာပို့ရမှာအဓိကတာဝန်ယူထားတဲ့ဒီပမာရေးအဖွဲ့ဘူဇာဘက်အဖွဲ့ကနေပြီးတော့ဒီပြီးခဲ့တဲ့၃လပိုင်းမှာပြုလုပ်တဲ့ပြီးခဲ့တဲ့ဒီ match လာနဲ့စပြီးပြုလုပ်တဲ့ project 2025ဆိုတဲ့ campaign လေးနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အဲဒီမှာကျွန်တော်ဒီမှာ support လာကြတဲ့မိဘပြည်သူတွေနဲ့ပတ်သက်ပြီးတော့အကျွန်တော်ဒီနေ့ပြန်ပြီးတော့ low concept စကားပြန်တဲ့အစီအစဉ်လေးလောက်ဖို့ပဏာရေးမှုကတင်ပြလာလို့ဒီအစီအစဉ်လေးကိုလောက်ဖြစ်တာဖြစ်တဲ့အဲကြောင့်ကျွန်တော်တို့ဟိုမတွေ့ရတာပဲဖြစ်တဲ့ကျွန်တော်တို့ရဲ့ ဟိုစားပိုင်းမိသားစုအနေနဲ့ဒီကနေ့ညတော့ပြန်တွေ့ရတော့အခုနာက online အစီအစဉ်ငါပြန်ဖြတ်လိုက်ရပြန်ဖြတ်လိုက်ရတာတခြားကြောင့်မဟုတ်ဘူး line ကဘယ်လိုမှအဆင်မပြေတဲ့အခါကျတော့ဟိုဒီမှာပြောရတဲ့နေရာမှာလည်းအာရုံကလွတ်လွတ်သွားပြီးတော့ကျွန်တော်တို့ဟိုဆောင်ပြီးတော့နားထောင်နေရတဲ့မိသားစုအနေနဲ့ဒီအဆင်မပြေဖြစ်လို့မဟုတ်လို့ကျွန်တော်အခုနာက live ကိုဖြတ်ပြလိုက်တာပါနော်အခုမှအသက်ပြန်စား Okay ားလုံးလည်းဟို TV ဖြစ်မှာပါကျွန်တော်တို့ဗမာမြို့သားဒေါ်လာရေးတော်တော်ဒီ2025ခုနှစ်မှာကျွန်တော်တို့ရဲ့ဒေါ်လာရေးလုံငန်းစဉ်တွေအရှိန်မြင့်နိုင်ဖို့အလိုအပ်တဲ့ဌာနမှာရှာဖွေတဲ့ campaign လေး match လာကဟိုလုပ်ဖြစ်နေ Project 2025လို့နာမည်ပေးထားတယ်အဲကျွန်လာတဲ့အထိ၃လတာရည်ရွယ်ပြီးတော့လုပ်တဲ့ campaign လေးပေါ့နော်အဲ့ဒီအဲ့ဒီ campaign လေးကဒါ target တော့ဒေါ်လာ9သိန်းထားထားတယ်နော်ဒေါ်လာ9သိန်းဒီကျွန်တော်တို့မြန်မာထားတယ်ဒါပေမဲ့တော့လေကျွန်တော်တို့ရပြည်သားစုဝင်တွေလည်းပြန်မနေကြဘူးเนา ဖလိုက်ကာလာကလည်းဒါလေးနဲ့ကြောက်ကာလာလေးကိုရောက်လာပြီဆိုတော့ဒီဒီပမာဏကတော့နည်းနည်းတော့ဟိုများတဲ့ပမာဏပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှလည်းဒီတခြားတက်လေပတ်ဖို့ရတော့တခြားကနေပြီးတော့ဝင်ဝင်တစ်ခုမှမရှိတဲ့အခါကျတော့အန်ဒီအပေါ်မှာမီဒီယာတဲ့အခါအာနာနာနဲ့ပဲအဲကျွန်တော်တို့မိသားစုဝင်တွေစီလို့ဒါဒါလေးတောက်ခံရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါဖြစ်ဖြစ်ကျွန်တော်တို့ကရှိတဲ့လောက်နေတော့ဒါစ조사ပြီးတော့လောက်သွားမှာဖြစ်ပါတယ်။အဲဒါမှလည်းဒီကနေ့2025မှာကျွန်တော်တို့ကြီးကြီးမားမား စစ်စင်လေးဒီကျွန်တော်တို့အရေးဝထားတာဖြစ်တယ်။အားလုံးလည်းသိမှာပါကျွန်တော်တို့ဒီဟိုမနစ်ကလည်းပြီးခဲ့တဲ့2024ကလည်းအဲကျွန်တော်တို့ campaign နှစ်ခုလုပ်ခဲ့တယ်ပေါ့နော်။အဲဒီ campaign နှစ်ခုမှာစုစုပေါင်းကျွန်တော်တို့တိန်းအာ9500လောက်ရခဲ့တယ်ပေါ့နော်။တိန်း1000လောက်မပြည့်တာပေါ့နော်။အဲဒီအဲဒီငွေပမာဏနဲ့အဲကျွန်တော်တို့မနစ်ကနေအဲဒါလိုတိန်းစစ်စင်လေးတစ်ခုလည်းလုပ်ခဲ့တာရှိတယ်ပေါ့နော်။ဒီနေ့တော့ကျွန်တော်တို့အဲ့ဒီထက်ပိုတဲ့မြန်မာချက်တွေရှိတယ်။အာပြင်ဆင်မှုတွေလည်းရှိတယ်ပေါ့နော်။အဲ့ဒီအတော့ကြောင့်ဒီဒေါ်လာ9သိန်းတိုးမြှင့်ပြီးတော့ဒီမှာ ကမ်ပိန်းကိုတာဂက်တက်မှတ်ထားတာရှိတယ်နော်။ဒါပြည့်တယ်မပြည့်တယ်ဆိုတဲ့ကိစ္စမှာတော့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေဝင်ရအပြည့်မှုအပေါ်မှာလည်းမူတည်မယ်။ဒါတကယ်လို့မပြည့်ဘူးဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကတော့ရှိသလောက်နဲ့တာဝန်ကြီးအောင်ကြိုးစားမှာဖြစ်ပါတယ်။နော်ကိုမိသားစုဝင်တွေရဲ့စေတနာကိုနားလည်တယ်။ပြန်မှန်းနေကြတဲ့အရှင်တွေကိုလည်းနားလည်တယ်ပေါ့။အဲဒါကြောင့်ဒီတဲ့တိုင်းပဲကျွန်တော်တို့ဗီယန်နာတွေကဟော ကြည်ကြည်မာမာဆယ်လေးတွေဘယ်သူမှလည်းဒါပါတဲ့အလေးထားမရှိဘူးပေါ့နော်ဒေါ်လာရေးစခဏခုကလေးကဒီမိသားစုဝင်နေနဲ့ပဲကျွန်တော်တို့အပြန်လှန်လက်ချင်းဆက်ပြီးတော့အာရှိတက်ခဲ့ကြရဒီမိသားစုဝင်ကလည်းဒီမိသားစုဝင်နေမှာလည်းပြန်မနေကြဘူးဆိုတော့ဟိုလိုအပ်ချက်တွေတော့ရှိမှာပေါ့တော်တော်တော့ပြန်ဆုံးပြီးတဲ့ဟုတ်ဟုတ် ခုတနေ့အစည်းအဝေးမှာတောင်းပြောပြသေးတယ်။အာကျွန်တော်တို့ဘီဟန်နာကြီးကတော့ဟိုအစိုးရဗိုလ်ပြုရဲ့ဒီတခြင်းတွေအသားကြီးအသားကြီးတခြင်းလိုပဲ။ဟုတ်။တခုခုဆိုရင်ဒီမိသားစုပြန်ပြန်ငဲ့နေရတယ်လို့အခုဒီကမ်ပိန်းလေးမှာဆိုရင်လည်းကျွန်တော်တို့၃လပိုင်းဟန်ဆန်းလိုက်တယ်။အမလီယံကိစ္စဖြစ်လာတဲ့အခါကျတော့အပြည်သူလူထုတွေကိုငဲ့ပြီးတော့ကျွန်တော်တို့ရဲ့ကမ်ပိန်းလေးကိုရပ်ထားလိုက်ရတာရှိတယ်။မနေ့ကလည်းရှုပ်တည်ထားမိလိုက်မှချင်းနဲ့ကျွန်တော်တို့ဒီကမ်ပိန်းမှာဒီအရေးပေးဒီပေးနဲ့ဂျုံခဲ့ရတယ်။အဲ့ဒီမှာလည်းနည်းနည်းတော့ ဟိုအားနေချက်တွေဖြစ်သွားအခုဒါဒီဒေါ်လာ9သိန်း campaign ကတော့ကျွန်တော်တို့စစ်စင်ရေးအတွက်မျှဝေချက်တွေလည်းပါတယ်နောက်ကျွန်တော်တို့ရဲ့ဒီဘာမှမသားဒေါ်လာရဲ့တက်မလို့ကိုနိုင်ရဲဘော်ရဲ့ရေးသွင်းပြတဲ့အပိုင်းတွေသက်ပုံစံကြအောင်အတိဆောင်နေတဲ့အပိုင်းတွေအတွက်လည်းဒါအသုံးပြုဖို့လည်းလိုအပ်လို့ပေါ့နော်အေးအဲ့ဒီမှာလည်းနည်းနည်းပြောချင်တာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဒီ ိုစစ်ပုံကြတယ်တပ်ပုံကြတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒီမှာခံစားချက်လေးနည်းနည်းဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဒီရဲဘော်တွေမှာရောပေါ့နော်ဒါကတော့ရဲဘော်တွေမှာလည်းမကြပါဘူးကျွန်တော်တို့ဒီကောင်းဆောင်တွေမှာအထိအဲ့ဒီစကလုံးလေးကနည်းနည်းရိုက်ခတ်တာရှိတယ်အဲ့ဒါပါလဲဆိုတော့ခုနကပြောသလိုပေါ့နော်ကျွန်တော်တို့ကဒီဗိုလ်မျိုးတချင်းတွေကအသားကြီးလို့ပဲဒီမိဘတွေနဲ့ပဲတေးသူချင်းမကွာနေခဲ့ကြဒီမိသားစုဘဝပြတ်တလို့မျိုးပေါ့နော်ဒီတိုင်းပြီးဒီခက်ပြတ်တဲ့အခါကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့မိဘပြည်သူတွေနဲ့အသားနဲ့နေပြီးတော့အဒုက္ခတွေကိုအတူရင်ဆိုင်နေဖြစ်လာတဲ့ဒီလောကရံကို နေမိပါတယ်ရှေ့ကနေပြီးတော့ဟိုသားကြီးတွေလိုပဲရေရဝံဝံရှေ့ကထွက်ရက်ပြီးတော့ဒီလော့ကဒေါင်းကိုကားစီခံရင်းနဲ့ပြန်ဆိုင်ခဲ့ကြတာပေါ့2021ဒီအစောပိုင်းကလေးကအလုံးလဲသိပါတယ်ဒီအကြောင်းတွေကကျွန်တော်တို့မပြောရင်တောင်မှဒါအလုံးသိပြီးသားပဲဒါပေမဲ့တခုရှိတယ်တချို့တွေကဒီအကြောင်းအရာတွေကိုသိပေမဲ့အဲလွယ်လွယ်မြစ်ပြလိုက်ကြတာတွေတော့ရှိပုံရဘာဖြစ်လို့လဲဆိုတော့ပြောချင်တာကကျွန်တော်တို့ကအဲ့ဒီကာလမှာကလေးကဒီဒီလိုလိုတို့နဲ့အတူတူမြေပြင်မှာပဲနေပြီးတော့ခုခုကိုတိဆောက်ဖို့တဲ့ဒီလိုလိုတို့ရဲ့ဒီနေ့စဉ်နဲ့မြန်ဂျုံတွေ့နေရတဲ့ ဒုက္ခတွေကိုရှိတဲ့အားနဲ့ရင်ဆိုင်ဖြစ်ရှင်းနေကြရအောင်အဲ့တော့ကိုယ့်ကိုယ်ကိုယ်တို့မဟုတ်ကိုယ့်သက်ကိုတိဆောက်ဖို့အပိုင်းနေမှာကျွန်တော်တို့ကအားနည်းချက်တွေဖြစ်ခဲ့ဒါပေမဲ့ဘလောက်ပဲကျွန်တော်တို့ကိုယ့်ကိုယ်ကိုတိဆောက်ဖို့ကိုယ့်သက်ကိုတိဆောက်ဖို့အားနည်းချက်တွေဖြစ်ခဲ့ပါတယ်ပေါ့နော်ကျွန်တော်တို့စပြီးတော့ရိုးခဲ့တဲ့ဒီဒေါ်လာရင်းမေးကြောင်ဒီခီးကြောင်နော်တချို့တွေဟိုပန်းနိုင်ကိုရောက်ကုန်ကြတာတရှိဒါကကျွန်တော်တို့ပုပ်ပုပ်ကိုကိုယ်ရွေးပြောတာမဟုတ်ပါဘူးဒါအနေနဲ့လာလာပြင်ဆင်ထားကြတဲ့အခြားဒီဒိုင်းနာအင်အားစုတွေ သူတို့ရဲ့調査အားထုတ်မှုတွေအဲသူတို့ရဲ့ညံညောင်မြင်တွေအတွေ့အခေါ်တွေနော်လောက်ရေကိုင်းရေတွေကြောင့်ဒီပန်းနိုင်ကိုရသွားတယ်နော်သူတို့လိုချင်တဲ့စီရောက်သွားတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လို့ဒါပေမဲ့လို့နော်ဒီအခွင့်အရေးကိုသူတို့တွေနှစ်ပေါင်းဆယ်ချီပြီးတော့ရှားပွေခဲ့ကြတာနော်သူတို့တွေလည်းအဲ့ဒါကိုအခုလိုမျိုးလွယ်လွယ်ကူကူမရခဲ့ပါအခုကတော့ဘာလို့လွယ်လွယ်ကူကူရလဲလွယ်လွယ်ကူကူမဟုတ်တဲ့အတိုင်းပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးရလဲဆိုရင်ပြောခဲ့သလိုပေါ့နော်ကျွန်တော်တို့တွေဒီအနာသိပြီးတဲ့နောက်မှာအညာကကျွန်တော်တို့ပြည်သူတွေရဲ့ မရှိရှိတာနဲ့ဒေါ်လာရေးခီးဒေါ်လာရေးမီးကိုပြောခဲ့တဲ့ချွန်းစားအထုတ်ခဲ့တဲ့ရလက်တွေအဲ့ဒီအခြေအနေတွေကတိုင်းပြည်လုံးကိုရိုက်ခတ်သွားစေနိုင်လောက်တဲ့အနေအထားတွေရှိခဲ့ကဘာကတော့မအားသင့်ခဲ့ရတဲ့အနေအထားတွေလည်းရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဟိုပြောခုပြောပြောနေကြကြားတယ်စစ်ပုံမကြဘူးတပ်ပုံမကြဘူးအဲ့ဒီမကြဘဲနဲ့အညာသားတွေဖီယိုဖီယန်နဲ့ဝင်ခဲ့တဲ့တိုက်ပွဲပဲအဲ့ဒီတိုက်ပွဲအချိန်ကနော်အချို့သူတွေကခွန်ရဲတောင်ဖြစ်ခဲ့တာရှိတယ်ဒါပေမဲ့ဟိုပြောချင်တာပါလဲဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့တွေက ကိုကိုကိုနော်တို့တက်ကိုဒီဆောက်ဖို့ဆိုတာတဲ့ဒီပြည်သူတွေနဲ့အတူမြေပြင်မှာနေပြီးတော့ဒီတိုက်ပွဲဝင်ခဲ့ကြတယ်အဲ့ဒီအခြေအနေကနေပြီးတော့အခြားသူတွေအတွက်တော့ခွန်ရေးတွေဖြစ်ခဲ့ကြပြီမယ်လို့နော်ဒါတွေကိုသိပေမယ်လို့ဟိုလွယ်လွယ်မေ့ပြကြတယ်ဒီတန်ဖိုးတွေကိုမချိမဲ့မြင်ပြကြတဲ့စကားတွေဂျုံလာရတယ်အဲ့ဒါပြည်သူလူထုတချို့ထံကလည်းကြားရတယ်လို့ကျွန်တော်တို့ရဲ့တပ်အချင်းချင်းစီကနေလည်းကြားရရှိနော်နော်အဲ့ဒါကျွန်တော်တို့တက်မှာမဟုတ်ပါဘူးအညာမှာဒီလိုမျိုးဟိုအားနေတဲ့သူတွေအပေါ်မှာအဲ့ဒီရိုက်ခတ်နေတဲ့စကားတက်ပုံမကြဘူးစစ်ပုံမကြဘူးဆိုတဲ့စကားတွေပေါ့နော်ဒါကတော့ဟို ဖြစ်ပုံကြတယ်တက်ပုံကြတယ်ဆိုတဲ့နေရာမှာလက်နဲ့ကင်ပြီးတိုက်နေရတဲ့အဖွဲ့အစည်းတွေအတွက်အဓိကလိုအပ်ချက်ဖြစ်အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့ကဒီပြပေါ်မှာလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအားနည်းချက်ကိုအရင်ကြီးနင်းပြောနေတဲ့ကိစ္စမှာတော့ဒီအညာကနော်မရှိရှိတာနဲ့ဖြစ်တယ်လို့အသက်ပေးပြီးတော့ဒီလိုလိုတို့အတွက်ဘဝတွေစည်းခဲ့ကြတဲ့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေအပေါ်မှာနည်းနည်းဟိုမချိမဲ့နေပြိုးတဲ့စော်ကားတဲ့အနေအထားတွေဒီတောင်မှအာတက်ရောက်တာကြုံခဲ့ရအခုကျွန်တော်တို့ဟိုရဲဘော်တွေဒီမြေပြင်မှာဆိုရင်တို့ပိုတိုင်းပြန်ပြောလာတာရှိတယ်ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကဟို ဘာမှတန်ဖိုးမရှိလို့လားပေါ့နော်ကျွန်တော်တို့ပညာသားတွေရဲ့ပေးဆက်မှုတွေကဘာမှကိုပဲအာတို့တို့အမှတ်တရဖြစ်เสียမရှိလို့လားပေါ့နော်တချို့သူတွေကပြောကြတယ်တပ်ဖို့မကြဘူးဆိုတဲ့ကိစ္စတွေပေါ့နော်အဲဒီလူလူကပြောတာကတော့တပိုင်းထားပါတော့တချို့တဖွဲ့ဝင်တွေကအဲ့လိုမျိုးဒီကျွန်တော်ဘီအန်အိုင်မှာမဟုတ်ပါဘူးအခြားလူကအဖွဲ့လေးတွေပေါ်မှာလည်းဒီတပ်ဖို့မကြဘူးဆိုတဲ့ကိစ္စတွေအပေါ်မှာမိမိကိုကိုကိုယူဝန်ချောက်ပြီးတော့အခြားအပေါ်မှာဒါမတိမဲ့မြင်နဲ့အဲ့တော့ဆိုကြတာလေကြားနေရတာလေရှိတယ်။ဘာပဲဖြစ်ဖြစ်ဒီအရာတွေကလိုအပ်တယ်ဆိုတာလက်ခံပါတယ်။ဒါပေမဲ့လို့ဒီအညာမှာခက်ခက်ခဲခဲနဲ့တိစောက်ထားတဲ့ တက်ဖွဲ့နေအပေါ်မှာနော်ဟိုထိုက်တဲ့နဲ့လေးစားမှုပေးလို့မရဘူးလားမိမိတို့ကိုယ်တိုင်ရောဒီခွန်ရေးတွေဒီလိုအခြေအနေတွေတိစောက်ဖို့ဘယ်သူတွေကြောက်ရလဲဆိုတာလေးနည်းနည်းလောက်ပြန်စမ်းသပ်ပေးကြစေချင်တယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ကဆက်ဆက်မိလို့စကားအရာပြောခြင်းဖြစ်တယ်ကိုယ့်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိစောက်ရမယ်ဆိုတဲ့အပိုင်းကိုလည်းအဲကျွန်တော်တို့ဒါပြန်ပြီးတော့လေးလေးနက်နက်စဉ်းစားလာတယ်နော်အဲ့ဒီမှာကျွန်တော်တို့2021ကနေပြီးတော့ဒီ2024ဒီအဲ2023 2024ဒီအဲကျွန်တော်တို့ဒီခေတ်ပေါ်မှာ ကျွန်တော်တို့ရှိတဲ့အားနဲ့ပြေပြေလွာလွာစူးစမ်းခဲ့ပြီးပြီအဲ့တော့အခုကျွန်တော်တို့ရဲ့ဒီတက်တည်ဆောင်မှုအပိုင်းတွေကိုလည်းပြန်သွားမယ်ဒါကဒါပေမဲ့ဒါအခုမှလာတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီပီယနာရေရလို့ဒီချောင်းပြီးကလေးကဒီအပိုင်းတွေကိုသစင်ရက်သစင်ရက်ပို့ပြီးမြင့်တင်လာတာဒါပေမဲ့ပြည်စုံတဲ့အတိုင်းဒါတိတော့မရောက်သေးဘူးပေါ့နော်အဲ့တော့ဒီ2023မှာလည်းကျွန်တော်တို့တက်ကိုအတက်နိုင်ဆုံးပြင်ဆင်ခဲ့တော့2024မှာလည်းဒါပြင်ဆင်တက်ကိုပို့ပြီးတော့ကျက်လက်ခိုင်းပါအောင်ပို့ပြီးတော့ရေသွေးပြည့်ဝအောင်ပြင်ဆင်နေတာပဲဒီပြင်ဆင်မှုတွေနဲ့ပဲဒီလိုမျိုးတက်ပေါ်မကြဘူးမနှစ်ရက်စတဲ့မပြည့်ဝဘူးလို့ အဲတချို့တွေမတိမဲ့နေပြောဆိုလောင်ပြောင်နေတဲ့ဈာကနေပြီးတော့ကျွန်တော်တို့တွေကတော့တကယ်ကိုပဲဒီချစ်မြေမြန်မာပေါ့နော်အဲအတွေ့အကြုံရှိတဲ့အရာဟိုကြီးတွေရဲ့ဥဆောင်မှုတော့မပါပဲနဲ့ကျွန်တော်တို့ဘုမာမျိုးသားဒေါ်လာရေးတက်မှာတော့ကိုယ့်အင်အားလေးနဲ့ကိုစစ်စစ်ရိတ်တကယ်ကိုနည်းနည်းလေးနဲ့ကျွန်တော်တို့မျိုးသိန်းစစ်စစ်ရိတ်တခုလောက်ပြခဲ့တယ်။အောင်မြင်မှုလည်းဒါပြခဲ့တာကိုအားလုံးသိမှာ။ဒါပေမဲ့ဟိုအချိန်နေရတကယ်နဲ့လှူရှားမှုဖြစ်အောင်ကျွန်တော်တို့ညီနိုင်ခဲ့တဲ့နေရာမှာတကယ်နဲ့လှူရှားမှုဖြစ်ဖို့အခြားနေရာကနေပါမလာတဲ့အခါကျတော့ဒါတိတိတိဖြစ်သွားတဲ့စစ်စစ်ရိတ်မှာကျွန်တော်တို့ လေးရက်လောက်လေးပဲထင်းပြီးတော့ပြန်ဆုတ်ခဲ့ရတာလည်းရှိတယ်ပေါ့နော်အဲ့မှာပြောချင်တာကအဲကျွန်တော်တို့တွေလည်းအတတ်နိုင်ဆုံးတော့ကျွန်တော်တို့ကြုံခဲ့ရတဲ့အခြေအနေတွေနော်ကျွန်တော်တို့လေ့လာထားရတဲ့အခြေအနေတွေကနေပြီးတော့အတတ်နိုင်ဆုံးတက်ကိုတက်ပုံကြအောင်ပြီးဆောက်တယ်ရဲဘော်တွေစစ်ရေးစင်သွင်းပြေဝအောင်ပြည့်စင်တယ်ပေါ့နော်အဲ့ဒီအနေထားတွေက2023တဲ့2024မှာပို့လာခဲ့အဲ့ဒီ2024တဲ့ခု2025မှာအာပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေကဒါဒီအပိုင်းနေမှာလဲတက်ကိုတိဆောက်တဲ့အပိုင်းနေမှာလဲပြည့်စင်နေပါတယ် အဲ့ဒီနေရာမှာတော့ခုနကမတိမဲ့နေပြောဆိုမှုတွေအတွက်မခံရစိတ်ကြောင့်တက်တက်မဟုတ်ဘဲနဲ့ဒါကတကယ်ကိုလိုအပ်တဲ့အခြေအနေတည်းရလည်းဖြစ်လို့ကျွန်တော်တို့ကဒီတက်တီဆောက်တဲ့အပိုင်းတွေရေဘော်တွေကိုဒါအတွေ့အကြုံတွေပေါ့နော်အဲစသဖြင့်ပေါ့ဒါပြင်ဆင်တဲ့အပိုင်းတွေကိုပို့ပြီးတော့မြန်လုပ်နေတာရှိတယ်ဒါကျွန်တော်တို့ဒီနောက်ဖက်မှာလည်းမာမိတ်တွေနဲ့တိုက်ပွဲဝင်နေတယ်လို့ခုဆိုရင်နောက်ဖက်မှာလည်းကျွန်တော်တို့ဒါမာမိတ်တွေနဲ့အတူမျိုးသိစစ်စင်ရေးဒီမှာဒါတိုက်ပွဲဝင်နေတာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ2024နဲ့ဒီ2025အာဒီဒီကာလတွေမှာတော့ကျွန်တော်တို့ ့ဒိတ်တစိပဲလှူရှားဖြစ်တာညလာတယ်ပေါ့နော်။နေမြေတဲ့ချက်တော့နဲ့အပိုင်းတွေရောပေါ့။ဒိတ်တစိပဲလှူရှားဖြစ်တာညလာတယ်။ပြောချင်တာတော့ကျွန်တော်တို့ဒီ2025အတွက်ကျွန်တော်တို့တွေဒေါ်လာအခီးကိုဆက်ရအောင်မှာဖြစ်တယ်။ကျွန်တော်တို့အစကတည်းကကိုယ့်မူအာကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်မျှော်မှန်းချက်နဲ့ကိုပြက်ပြက်သားသားအာတီမမရက်တည်ခဲ့တဲ့ BNR ကြီးကဒီကနေ့ဒီကိုစားဘက်တွေရဲ့ကုညီပံ့ပိုးမှုနဲ့ကျွန်တော်တို့ယုံကြည်ရလမ်းကိုဆက်ဆောင်နေနိုင်တော့မယ်ဖြစ်တယ်။အဲ့ဒီမှာဒါပြောလို့တာကတော့ကျွန်တော်တို့ကဘယ်သူပေးတဲ့ခေါင်းစဉ်ထဲမှာဒီဒေါ်လာရဲ့ခီးကိုသွားနေတာမဟုတ်ဘဲနဲ့ ို့နိုင်ငံရေးမုံနဲ့ကို့ရည်ရွယ်ချက်နဲ့ကို့မျှော်မှန်းချက်နဲ့ကိုသွားနေတာဖြစ်တယ်။အဲ့ဒီအခြေအနေကြောင့်လဲကျွန်တော်တို့ကနိုင်ငံရေးအတော့အတိုက်တွေကိုအများကြီးကြုံရရဘယ်လိုပဲကြုံရရသည်ဖြစ်စေခုပြောခဲ့တဲ့ကျွန်တော်တို့ရဲ့ဦးစားဘက်တွေကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဖိမမှုနဲ့ကျွန်တော်တို့ကမမမမရက်ခဲ့ဒါကတော့ဂိုင်းကျွတ်ပြီးကျွန်းကိုင်းပြီးဆိုသလိုပဲကျွန်တော်တို့ကလည်းဒီဒီလူလူတွေအတွက်ကျွန်တော်တို့အသက်တွေဘဝတွေချင်းပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်။အဲကျွန်တော်တို့တွေရဲ့ဒီလိုမျိုးတိုက်ပွဲဝင်နိုင်ဖို့ခင်အားတွေကိုလည်းဒီဒီလူလူတွေကနေပြီးတော့ပေးပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအတော့အတိုက် လိုင်းလေကြားမှာကျွန်တော်တို့ဒီဒီမာမာရက်တည်နေတာဒီကနေ့ဖြစ်ဖြစ်ဒါပေမဲ့အာကားတရှိလာတဲ့အခါမှာတော့ကျွန်တော်တို့တွေကဟိုမူလရေရွက်ချက်တွေမပြောင်းသိတိုင်းပေါ့နော်ပြောင်းလဲစဉ်းစားရတဲ့အခြေအနေတွေတော့အများကြီးကြုံလာရဒါကလည်းကျွန်တော်တို့ကြုံလာရတဲ့လူပုဂ္ဂိုလ်တွေဖွဲ့စည်းတွေသူတို့ရဲ့ဟိုလှုပ်ဆောင်ချက်တွေသူတို့ရဲ့စေတနာတွေပေါ့နော်အဲဒီအခြေအနေတွေအပေါ်မှာကျွန်တော်တို့ပြောင်းလဲစဉ်းစားပြီးလုပ်ကံရတာတွေလည်းရှိလာအဲဘာလဲဆိုတော့ကျွန်တော်တို့ ပြောခဲ့တယ်လို့ပေါ့နော်ဒေါ်လာရေးခန္ဓာဟိုကတော့ကျွန်တော်တို့ Federal Democracy ဆိုပြီးတော့ကြွေးကြော်ပြီးတက်လာခဲ့ကြတာပဲတိုင်းနာအားလုံးနော်နန်းတို့ခွန်ရေးနောက်ပြီးတော့ကျွန်တော်တို့အားလုံးပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်နော် Federal နဲ့ Democracy ပေါင်းစပ်ပြီးတော့ Federal Democracy ပြည်ထောင်စုကြီးကိုချိန်ကူးရင်ခဲ့တာဒါပေမဲ့ဒီကနေ့အချိန်ဒီအရာအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ Federal Democracy ပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာရုပ်ကြီးဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကြကိုဒေတာဘုံလုံးမြောက်ဖို့ကိုကြမှာကိုဖန်တီးဖို့ပဲအားလုံးက ဒါစ조사နေကြတဲ့အနေအထားရှိတယ်။အဲဒီအနေအထားမှာယောသားတဲ့သူတွေရောမယောသားတဲ့သူတွေရောယောသားတဲ့ဖွဲ့စည်းတွေရောမယောသားတဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့အများကြီးကြုံခဲ့ရပြီ။အဲ့တော့ကျွန်တော်ခဏခဏဒီနောက်ပိုင်းမှာပြောလာရတယ်ကျွန်တော်တို့နိုင်ငံရေးလောဘတော့အရန်ကြီးရဲတော့ကျွန်တော်တို့ရှောက်ခဲ့ရတဲ့နန်းမှာကျွန်တော်တို့အရန်လေးစားခဲ့ကြရတဲ့ပုံပုံတွေအရန်လေးစားခဲ့ကြရတဲ့အဖွဲ့စည်းတွေရဲ့နိုင်ငံရေးစေတနာတွေကိုလည်းကျွန်တော်တို့မြင်လာရတဲ့အခါမှာကျွန်တော်တို့အန်ဟောထိလန့်ခဲ့ရတာတွေလည်းရှိပါ။နောက်ဟုတ်တကယ်ပါတကယ်ပါအဲ့တော့ဆိုတော့ကျွန်တော်တို့ကလက်ရှိ လက်ရှိလူလူအတွက်အကျိုးဖြစ်ထွန်းဖို့ကိုရည်ရွယ်ပြီးတော့အာကျွန်တော်တို့ကြောင်းလေးစဉ်းစားပြီးတော့အာဆောင်ရွက်နေတာလည်းရှိတယ်ဒါတွေကပုံတရံပေါ်လာရင်တော့ကျွန်တော်တို့ပြည်သူတွေအဲဒီအသေးပေါ်ကိုခံစားရလိမ့်မယ်လို့တော့အာကျွန်တော်ပြောလင့်ပါတယ်ဒီချိန်မှာတော့ကျွန်တော်တို့ကဒီကိစ္စလေးကိုတရားညစ်ပြပြဆုံးဆုံးပြောပြဖို့လည်းခက်တယ်တေချာတာကတော့ကျွန်တော်တို့ဟိုအတက်နိုင်ဆုံးကျွန်တော်တို့တက်ကိုပြင်ဆင်မယ်စုပွဲမယ်ကျင့်လျောင်းတည်ဆောက်မယ်စစ်စစ်သွေးအပြင်ကျွန်တော်တို့ကနိုင်ငံရေးတည်တဲ့ဒါရဲဘော်တွေနိုင်ငံရေးတည်တဲ့အဖွဲ့အစည်းအဖြစ်နဲ့ဆက်လက်ရည်တည်နေမယ်ပြီးရင်တော့ခုနပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ဒေတာ ကျွန်တော်တို့လူတို့ကျွန်တော်တို့လက်လန်းမီယာမှာလက်တလုံးအကျိုးဖြစ်ထွန်းဖို့အတွက်ကျွန်တော်တို့အကောင်းဆုံးကြိုးစားမယ်အဲ့ဒီနေရာမှာဘယ်သူတွေရဲ့ဝေဖန်မှုဘယ်သူတွေရဲ့တိုက်ခိုက်မှုဘယ်သူတွေရဲ့ထိုးနှက်မှုပေါ်မှာအကျွန်တော်တို့ဟိုအရင်ကြီးအာရုံစိုက်နေမှာတော့မဟုတ်ဘူးကျွန်တော်တို့လူလူတွေကျွန်တော်တို့ပြည်သူတွေရဲ့လက်တလုံးအကျိုးဖြစ်ထွန်းဖို့အတွက်အကျွန်တော်တို့ဒါအကောင်းဆုံးစေရေးနိုင်ငံရေးနော်တစ်ခုလုံးကနေပြီးတော့ညပြီးတော့ကြိုးစားဆောင်ရွက်သွားမယ်ဆိုတာလက်ဒီနေရာမှာကျွန်တော်တို့ဟိုပြောလိုပါတယ်ဒီနေရာအနေနဲ့ကတော့ရှိတလောက်ပြန်အားနဲ့ကျွန်တော်တို့ဒီခရီးကိုဆက်သွားနေမှာပါပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့က Federal Democracy ကျွေးကြော်လာပြီမယ်လို့တကယ်တော့ ျွန်တော်တို့ပြည်သူလူထုရဲ့ကြိုးစားပွားအတွက်ရည်ရွယ်တာပါအဲ့ဒီမှာတနိုင်ငံလုံးစာမတက်နိုင်ရင်ကျွန်တော်တို့ data တခုသာကျွန်တော်တို့ရအောင်ကြိုးစားမယ်အတက်နိုင်ဆုံးကျွန်တော်တို့ကြောင်းလဲစဉ်းစားတင်တာတွေကိုကြောင်းလဲစဉ်းစားပြီးတော့ကျွန်တော်တို့ laptop အချို့ဖြစ်ထွားမှုတွေကိုကျွန်တော်တို့ရအောင်ကြိုးစားပြီးသွားမယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့အသက်တွေဘဝတွေပုံသိခါတွေဘာပဲရင်းရရင်းရကျွန်တော်တို့လူထုအတွက်ဆိုရင်ကျွန်တော်တို့ကဒါအကောင်းဆုံးပေးဆက်သွားမယ်ဆိုတော့လေဒီနေရာမှာတပါးလေးပြောလို့ပဲနော်အဲ့ဒီမှာတော့ဟိုကျွန်တော်တို့ကဟို စစ်သားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်တယ်လို့နိုင်ငံရေးသမားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ယုံကြည်ချက်အတွက်ကျွန်တော်တို့ကလက်နက်ကင်ပြီးတော့စစ်သားတို့မဟုတ်ဒေါ်လာရေးသမားတွေလုတ်ခဲ့ရကျွန်တော်တို့ရဲ့ယုံကြည်ချက်ကျွန်တော်တို့ရဲ့မျှော်လင့်ချက်အတွက်ကျွန်တော်တို့ကဒီနိုင်ငံရေးနယ်ပယ်လေးကိုဝင်ပြီးတော့နိုင်ငံရေးသမားတွေဟိုလုတ်ခဲ့ရဒါပေမဲ့ဟောကျွန်တော်တို့ရှေ့ရှေ့မှာရှိတဲ့ဒါညေပိုတွေဆရာဆရာတွေရဲ့လက်တွဲခေါ်ယူမှုဟောဖေးမမှုတွေကိုတော့ကျွန်တော်တို့ဟိုအားကိုမျှော်လင့်ခဲ့တာတွေရှိတယ်ပေါ့နော်အဲ့ဒီမှာအဲကျွန်တော်တို့ရတဲ့သူတွေဒီကရပြီးတော့မရတဲ့သူတွေဒီကမရเนาะအဲ့ဒီမှာ ရတာမရတာဆိုတာတက်ကိုပဲတချို့ကလက်တွဲခေါ်တယ်လို့တချို့ကတော့နှွန်းတိုက်တယ်ဖြိုလဲတယ်ပေါ့။နော်အဲ့ဒီအနေထားတွေလည်းကျွန်တော်တို့ကြုံခဲ့ရ။အဲ့ဒါကြောင့်ကျွန်တော်ခုနကပြောတာ။အော်ထိုင်းလန်ဆရာအချင်းတွေလည်းနိုင်ငံနိုင်ငံရေးစာမျက်နှာပေါ်မှာကျွန်တော်တို့အများကြီးကြုံခဲ့ရ။အဲ့တော့ကျွန်တော်တို့ကအရင်ကြီးနိုင်ငံရေးလောဘတော့ဟိုမကြီးရတော့ကြီးကြီးကျယ်ကျယ်တွေလည်းဒါကျွန်တော်တို့မပြောရတော့။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မှုအရာရှိနေပေမဲ့လို့လက်တလောကတော့ကျွန်တော်တို့ data ကျွန်တော်တို့လူတို့အဲတကယ်ကိုပဲအတိတ်ကတည်းကအကျိုးဖြစ်ထွန်းမှုကိုဥတည်ပြီးတော့ကျွန်တော်တို့ကြိုးစားသွားမယ်။အဲ့ဒီအတွက်ဈေးရနိုင်ငံရေးကျွန်တော်တို့ရှိသလောက်အားလေးနဲ့ကျွန်တော်တို့ရအောင်လုပ် အဲ့ဒီမှာလူတို့ရဲ့ဝန်ရမှုကိုလည်းအဲကျွန်တော်တို့ပြောလဲနေအဲအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာ project 2025ဆိုပြီးတော့တဏ္ဍာရေး campaign လေးလုပ်ထားတာရှိတယ်ပေါ့နော်အဲ့ဒါလည်းအတက်နိုင်တော့ပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့ရဲဘော်တွေရဲ့ကိုစား data တိုင်းတော့ပြောကြလို့ရတယ်ပေါ့နော်